อารมณ์เมย์มิงกล่าวว่า effective communication ထိရောက်တဲ့စစ်ဆန်ရေးဖြစ်စေဖို့အတွက်စကားပြောဆိုတဲ့အခါမှာသတင်းစကားတွေဖလှယ်တဲ့အခါမှာ noise ဆိုတဲ့ဒီစုညံတန်တွေဟာ ကျမတို့အများစွာအနှောက်အယှက်ဖြစ်စေပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ပြောစကားထိရောက်အောင်မြင်ဖို့အတွက်ဂယုပြုရှောင်ရှားရမယ် noise အမျိုးအစား၄မျိုးကိုမျှဝေပေးခြင်းပါတယ်။နံပါတ်1 physical noise ရုပ်ပိုင်းဆိုင်ရာစုညံတန်တွေပေါ့ကျမတို့ စကားပြောဆိုကြတဲ့အခါမှာအနောက်အရှိဖြစ်စေတဲ့ပြင်ပပတ်ဝန်းကျင်ဆိုင်ရာစုညံတန်တွေကိုဆိုလိုတာဖြစ်ပါတယ်။ ဲ့ဒီတန်တွေကကျမတို့ပြောဆိုနေတဲ့အခါမှာပြောဆိုတဲ့စကားတွေကိုမှားယွင်းစွာနားလည်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဥပမာကျမတို့တယောက်နဲ့တယောက်ဖုန်းပြောဆိုနေတဲ့အခါမှာအနီးနားနေဥမာလင်းပြန်သွားတာပဲဖြစ်ဖြစ်ဒါဆိုရင်ဒီစိတ်ယုံတွေဘေးပတ်ဝန်းကျင်ကစိတ်ယုံတွေရဲ့စုညံတန်းဒါမှမဟုတ်ဘေးနားမှာဒီကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ construction အဆောက်အဦတွေစောင့်နေတဲ့အခါမှာအတန်တွေစုညံတာပဲဖြစ်ဖြစ်ပေါ့နော်။ကိုယ့်ရဲ့အိမ်မှာ TV တွေကျဲကြီးဖွင့်ထားတယ်ဒါမှမဟုတ်ရင်စိတ်အကြောက်ကိုယ့်အိမ်ကြောက်အော်ပြောနေကြတယ်ဒီလိုမျိုးပေါ့အဲ့ဒီအ တန်နေသည်ကိုစကားပြောဆိုတဲ့အခါမှာအာယုံကောင်းကောင်းမဆိုင်နိုင်ဘူးတစ်ဖက်ကပြောစကားကိုလည်းကောင်းကောင်းမကြားရဘူးဖြစ်စေနိုင်တယ်ဒါသည် physical noise လို့ခေါ်ပါတယ်နံပါတ်၄ကကြတော့ social noise social noise ကကြတော့ကျမတို့ရဲ့ဒီ social or culture difference ပေါ့နော်ဒီလူမှုဆက်ဆံရေးတွေယဉ်ကျေးမှု culture တွေကွဲပြားခြားနာတဲ့အတွေ့အကြုံမို့တယောက်နဲ့တယောက်မတူညီတဲ့ culture တွေအကြောင်းမို့ ပြောဆိုတဲ့အခါမှာပြောစကားကိုလိုရင်းမရောက်ဖဲနဲ့ဟိုတွေးဖဲသွားတာမျိုးတွေဖြစ်စေနိုင်တယ်။ ဥပမာဒီရင်ကျေးမှုကွာကွဲပြားမှုကြောင့်ပေါ့စကလုံးနေနေရဲ့အတိတ်ပဲမှားယွင်းပြီးတော့မှနားလေတဘောပေါက်သွားတာမျိုးပေါ့နော်အဲဒီရင်ကျေးမှုဆာယာတာမြင့်ချစ်တွေကြောင့်ပေါ့တယောက်နဲ့တယောက်ဒီပုံမလင်းလင်းဆွေးနွေးမှုကိုဟန့်သားတာမျိုးတို့တခြားသူနားမလည်နိုင်တဲ့စကလုံးတွေတုံးလိုက်တာပေါ့တုံးတဲ့ပြောဆိုတဲ့စကလုံးထဲမှာတခြားလူနားမလည်နိုင်တဲ့စကလုံးတွေတုံးလိုက်တယ်ဒါမှမဟုတ်ရင်ဘာသာစကားတွေအသုံးပြုတယ်ဒီလိုမျိုးဆိုရင် social wise လို့ခေါ်တယ်ဥပမာ ¿O no? အဲကျမကအာ accountant fee ကနေလုပ်နေတဲ့သူဆိုပါစို့ဆိုတော့ကျမရဲ့ mate တွေကဒီ accountant fee ရဲ့ကမဟုတ်ခဲ့ဘူးဆိုရင်ကျမပြောဆိုတဲ့အခါမှာဒီ accounting terms တွေပါတယ်သုံးခဲ့မယ်ဆိုရင် hard debit တွေ credit တွေ balance sheet တွေအဲ့လိုသုံးခဲ့မယ်ဆိုရင်တစ်ဖက်လူကနားလည်မှာမဟုတ်ဘူးဒါကြောင့်မို့ဟိုကိုပြောဆိုတဲ့စကလုံးကပေါ့နော်အဲတစ်ဖက်လူအနေနဲ့နားလည်မှုရှိနိုင်လားမရှိနိုင်ဘူးလားဆိုတာကိုဒီပြောတဲ့လူဒီအာကွက်ကွက်ပြားပြားတီးဖို့လို အပ်ပါတယ်ဒီ culture difference တွေဖြစ်နေသလားဒါမို့ရင်ကျင်လည်တဲ့ဒီ professional fees တွေမတူတာမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒီခါကျရင်ကိုသုံးတဲ့ technical terms တွေကသဖြင့်လူနားလေတဲ့အရာမျိုးဖြစ်ဖို့လိုတယ်ပေါ့နော်ဟိုမတူခဲ့ဘူးဆိုတော့တေးချာဒါ this is social noise ပဲဟုတ်ပြီနော်တခါဒီကျမတို့ technical noise ပေါ့ နံပါတ်3က technical noise ပေါ့ဒါသည်ဤပညာဆိုင်ရာအတန်လေးဆက်သွယ်ပြောဆိုတဲ့အခါမှာကျမတို့အသုံးပြုတဲ့ကြိယာတွေကချုပ်ရင်းချက်တွေကြောင့်မဟုတ်ပဲဖြစ်ပေါ်လာတဲ့အတန်လေးဖြစ်ပါတယ်။အဲ့ဒီအတန်လေးကဟိုကျမတို့တရင်စကားကိုမှောင်ရင်းစာပေးပို့တယ်ဒါပေမဲ့မှောင်ရင်းစာလက်ခံနာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ဥပမာဒါတော့ကျမတို့အားလုံးသိကြတယ်။ဥပမာ internet ဒီ speak နေတဲ့အတွဲကြောင့်မို့ဒီ video တွေကြည့်တဲ့အခါမှာအတန်ဒီပြတ်ပြတ်တောင်းဖြစ်တယ်။ဒါပေမဲ့ကျမတို့ zoom meeting တွေလုပ်တဲ့အခါကျရင်အဲဒီကောင်းကောင်းမကြားရဘူးဟုတ်ပြီနော်။ဒီ ဖုန်းလိုင်းတွေအတန်တွေပြတ်တောက်တဲ့အတွက်ကြောင့်မို့အရေးကြီးတဲ့အချိန်မှာမကြားရဘဲနဲ့ hello hello ကြားလားဆိုရင်အဲ့ဒီကြားလားပဲကြားပြီးတော့ကျန်တာမကြားဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးဆိုရင်ဒါပါလဲဆိုတော့ this is called technical noise လို့ခေါ်ပါတယ်နောက်၄ခုမြောက်ကကြားပါလဲဆိုတော့ emotional noise ဒါအရင်အရေးကြီးတယ် ဆိုကျွန်မတို့အတူတူလေးလာမယ်ဆိုတော့ emotional noise ကကြတော့ဒီစိတ်ခံစားမှုဆိုင်ရာဒီဆုညတန်းတွေဖြစ်တယ်ဆိုတော့ဒါဒါရိုက်ပါလာပြန်လိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်မတို့ကဒီ emotional noise ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပို့ပြီးတော့မှပတ်သက်တယ်လူတွေကဒီတယောက်နဲ့တယောက်စိတ်ခံစားချက်ကလည်းမတူဘူး ်တဘောသားအမြင်ကလည်းမတူဘူးအော်နောက်တစ်ခါယုံကြည်မှုတွေကလည်းမတူဘူးပါဆက်ရှင်အမြင်တွေကလည်းမတူမတူတာတွေအများကြီးပဲကွဲပြားကြတယ်ဆိုတော့ဒီလိုမတူတဲ့ကြောင့်မို့တယောက်နဲ့တယောက်ပြောဆိုတဲ့အခါမှာထိရောက်တဲ့ဒီဆက်ဆံရေးကိုစစ်တွေရေးကိုနှောက်ရှဲဖြစ်စေနိုင်တယ်ဒါဒီပါလဲဆိုတော့ emotion နဲ့ voice ပြီးခဲ့တဲ့ဒီအရှိဘက်က၃ခုကြောင့်မို့မဟုတ်ဖဲနဲ့ပြောရသူလက်ခံတဲ့သူရဲ့ emotion နဲ့ကြောင့်မို့ဟိုပြောစကားလိုရင်းမရောက်ဖဲနဲ့ ြောတဲ့စကားအကုန်မရောက်ဖဲနဲ့ ရချင်တာလေးပဲယူသွားတာမျိုးဒါဒီပါလဲဆို emotional noise ပေါ့နော်ဥပမာပေါ့အဲဒေါသထွက်နေတဲ့အချိန်မှာအဲစကားပြောဆိုတဲ့အခါမှာကိုယ်ဒီ limit မရှိပဲ manage မလုပ်နိုင်ပဲနဲ့အိဗယ်မဲ့စကားတွေဒီပါဇက်ကနေတဲ့ဇက်ထွက်လာတာမျိုးအော်ကိုယ့်ရဲ့စိတ်မှာဒီစိုးရိမ်ပူပန်မှုတွေဖြစ်နေတဲ့အတွေ့အကြုံမျိုးအရေးကြီးတဲ့တင်စကားတွေကိုနားမလဲပဲနဲ့ကိုယ်တိကျတဲ့အပိုင်းလေးပဲရေးချယ်ပြီးတိသွားတာမျိုးအော်ကိုယ်ဒီအယောင်ဝမ်းနေတဲ့အချိန်မှာပြောဆိုတဲ့အခါကျရင်လဲပြော တဲ့စကားအားလုံးကိုဒီအာယုံမဆိုင်နိုင်ဘဲနဲ့တိတိချက်မတိတိချက်ဒါသည်ပါလဲဆိုတော့နှစ်ဦးနှစ်ဖက်ပေါ့ပြောတဲ့သူကလက်ခံတဲ့သူကနှစ်ယောက်လုံးရဲ့ emotional ပုံမှာမူတည်ပြီးတော့မှ information တွေအပြည့်မရကြတာဖြစ်တယ်လို့ information ကိုတွေးဖီပြီးတော့မှနားလေတဘောပေါက်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်ဒါကိုကျမတို့က emotional noise လို့ခေါ်ပါတယ်ဆိုတော့ကျမတို့ရဲ့ဘဝမှာအဲ ပြန်စစ်စားကြည့်လိုက်အဲ့ဒီဟာအဖြစ်အများဆုံးပဲဟိုလူဆိုတာကဟိုပြောဆိုဆက်ဆံတဲ့အခါကျရင်ဒီပြောဆိုတဲ့လူကကိုလေးစားရတဲ့သူကိုယုံကြည်ရတဲ့သူဖြစ်ခဲ့မယ်ဆိုရင်ဟာသူပါပြောပြော is okay နားလဲတဲ့တဘောပေါက်တဲ့လက်ခံတဲ့လက်ခုပ်သီးတဲ့အဲကိုဒီပြောဆိုတဲ့လူကကိုမြမုံကျိုးတဲ့သူတစ်လေးမှကြည့်မရတဲ့သူဟိုမြင်တာနဲ့ကိုဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးကိုနဲ့အစင်စိတ်အစင်မပြေတဲ့လူများဖြစ်ခဲ့တယ်ဆိုရင်ပြောတဲ့သူဒီဘလောက်ပဲအမှန် တရားပဲပြောပြောအာကိုယ့်တဲ့အကျိုးရှိတယ်ပဲပြောပြောလက်ခံတဲ့သူကပြောရတူကိုအမြင်တည်သူရဲ့စိတ်ထဲမှာ against ဖြစ်ထားတဲ့အတွေ့ဘလို့မှလည်းနားလဲမှလည်းမဟုတ်ဘူးဟိုအမှန်တရားကိုလည်းသိနိုင်မှလည်းမဟုတ်ဘူးပြောတဲ့မြတ်အကုန်လုံးလည်းတဘောပေါက်မှလည်းမဟုတ်ပါဘူးဒါသည်လက်ခံတဲ့သူရဲ့ emotion နဲ့ noise တွေကနေတာစီပိတ်ပင်လိုက်တဲ့အရာဖြစ်ပါတယ်ကျမတို့ရဲ့ဘဝမှာမိသားစုထဲမှာပဲဖြစ်ဖြစ်မိစေတငယ်ချင်းတွေ ဒါမို့လုပ်ငန်းကန်ကန်လုပ်ကင်တဲ့အခါမှာဖြစ်ဖြစ်နေရာတိုင်းမှာပေါ့နော်တယောက်နဲ့တယောက်ပြောဆိုဆက်ဆံနေကြရတာဖြစ်တဲ့အတွက်ဒီကောင်းမွန်တဲ့ဒီ effective communication ဟာမရှိမဖြစ်လိုအပ်ပါတယ်လိုအပ်တယ်လို့ပဲပြောလိုက်တဲ့စကားတိုင်းဟာလည်းထီအောင်မှုရှိဖို့ရည်ကြည်ပါတယ်ဒီလိုထ ිය မှုရှိစေဖို့အတွက်ကျွန်မခုမျှဝေခဲ့တဲ့ noise ၄မျိုးကိုကိုကိုတိုင်းနားလဲတဘောပေါက်ပြီးတော့မှ စင်ကြံတုံတက်ကမိမိတို့ရဲ့လက်တွေ့ဘဝမှာပြန်ပြီးအသုံးချနိုင်စေဖို့ကျွန်မကမျှော်လင့်နေအားလုံးအတွေ့စကားလက်ဆောင်လေးပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကနေကိုယ့်အတွက် အကျိုးတဆုံတရားရှိလိမ့်မယ်လို့ကျွန်မကအေးယုံကြည်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးများကြီးတင်တယ်အားလုံးပဲကိုပြောတဲ့စကားတွေထိရောက်အောင်မြင်တဲ့သူများဖြစ်နိုင်ကြပါစေဖြစ်အောင်လဲကြိုးစားနိုင်ကြပါစေလို့ ကျွန်မကတိုက်တွင်းရဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါရစေ။ Bye for now. See you next video.